မင်္ဂလာပါโอเคဒီနေ့ကတော့မအားလို့ပြလိုက်မလို့မဖြစ်ဘူးเนาะညနေလိုက်လေးတစ်ချက်ကြည့်ကျွန်တော်လိုက်ကျွန်တော်ဒီ YouTube မှာကြည့်တဲ့အကိုရီမကြီးအကုန်လုံးကျွန်တော်စကားနဲ့တော့ပြောမှာပြကြီးပေါ့เนาะကျွန်တော်ကလင်နာကျွန်တော်တို့ဒီအပိုင်ကနန်းနေဝေကနန်းလည်းမဟုတ်ဘူးเนาะအပိုင်ကနန်းနေလိုင်းလွင်တာမဟုတ်တော့ကြောင်အမားမှန်လည်းရှိမယ်အဲ့ဒါနာပုံမှာဘူးเนาะလက်ခံနိုင်မှလည်းဝင်ကြည့်ပါဦးကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကလင်နာဝါဒနာပါမှလည်းဝင်ကြည့်ပါเนาะ အဲအခုကျွန်တော်တို့ဒီညနေမှာပျောက်ကနန်းကလည်း၅ပတ်တီဖြစ်နေတယ်ခင်ဗျားတို့ဒီ၅ပတ်တီနဲ့ဒီကြားစီကပတ်သက်တဲ့ကနန်းလေးတွေကျွန်တော်ပြောမှာဖြစ်တယ်၅ပတ်တီနဲ့ပတ်သက်တဲ့အခွေတခုရယ်နောက်ပြီးလို့ရှိရင်ခင်ဗျားတို့ဒီ၅ပတ်တီနဲ့ပတ်သက်တဲ့အခွေတခုရယ်ဗောနော်၅ပတ်တီနဲ့ပတ်သက်တဲ့အခွေတခုရယ်၅ပတ်တီနဲ့ပတ်သက်တဲ့ awkward တခုရယ်ဗောနော်အဲ့ဒါလေးကိုကျွန်တော်ပြောမယ်အခွေလေးကတော့မွေးထိုးစေခြင်းတယ်နော်အခွေလေးကတော့မွေးထိုးစေခြင်းတယ်အခွေလေးကမွေးထိုးရမယ်ဆိုတော့၅ပတ်တီနဲ့ ိုးရမယ်အခွေဒီကျွန်တော်တို့အင်္ဂါမကြော်ဘူးပေါ့နော်အင်္ဂါမကြော်အခွေတစ်ခုဖြစ်တယ်ဆိုတော့ဒီ၃ညင်အတွင်းမှာအင်္ဂါမကြော်ဒါကျွန်တော်ဒီအခွေကို Telegram မှာလည်းမပေးရသေးဘူး Facebook မှာလည်းမပေးရသေးဘူး YouTube တီးတန့်အတွက်ကျွန်တော် YouTube မှာတီးတန့်ပေါ့နော်ကျွန်တော် YouTube ရဲ့အကိုရီမတွေအကုန်လုံး YouTube မှာတီးတဲ့အကိုရီမတွေအကုန်လုံးအတွက်ကျွန်တော်ပေးခြင်းဖြစ်တယ်16ရောက်မင်္ဂလာပါပေါကနမ်းပဲအားပါတယ်ဟုတ်ကဲ့ပါအမအဲ့ဒါဆိုရင်တော့ကျွန်တော်လည်း ကလင်နာဝါတသမပိုင်းတော့ဒီလိုက်ကအမှထွက်ပါထွက်မှာပိုကောင်းမယ်ဘာဖြစ်လို့ကျွန်တော်တို့ကလည်းကလင်ဒါပဲပြောတည်တာပေါကနက်ကတော့ဒီတိုင်းပြောတယ်နော်ဆိုတော့နောက်တစ်ခုကကျွန်တော်ပြောချင်တာကဒါ live လေးမစခင်မှာကျွန်တော် decoration ဒီ decoration မှာပေါ့နော်ကျွန်တော် telegram number လေးဟောပြထားတယ်ပေါ့နော်အဲ့အဲ့ဒါလေးတစ်ချက်ထောက်လိုက်ရင်ကျွန်တော် telegram channel လေးကိုလည်း join လာပြီးတော့ကျင်ပါတယ်ဗျာကဲဟုတ်ပြီကိုရီမနေအားလုံးမင်္ဂလာပါဆိုတော့တစ်ချက်လေးကြည့်ရအောင် ဒီမှာတစ်ချက်ကြည့်ရအောင်เนาะကျွန်တော်ဒီမှာအဲကျွန်တော်နတ်ခတ်ရဲ့အောက်မှာကျွန်တော်တို့မနှပိုင်းဈေးမှာပေါ့เนาะအားလုံးဝင်လာတယ်ဆိုတော့အကိုရိမတွေကကျွန်တော်ဘေးရလိုက်လက်မခလုတ်လေးတွေကိုတစ်ချက်စီနှိပ်ထားပေးပါဒီမှာကျွန်တော်ဒီဟွာလေးကို screen test ဟိုဖုန်းဟွာဖုန်း screen လေးကိုနှစ်ချက်တောင်းဖြစ်ပါတယ်ပေါ့เนาะကျွန်တော်ဒီလိုဖုန်း screen တက်ကလေးကိုနှစ်ချက်လောက်တောင်းရင်လက်မလေးဖြစ်တယ် ော်မီဒီလိုအသေးလေးတွေနှိပ်လို့ရတယ်ဗောနော်အသေးလေးတွေနှိပ်လို့ရပါတယ်အဲဒီလိုမျိုးလေးဗောနော်ကျော်တစ်ချက်လေးကြည့်ရအောင်နော်ဟုတ်ကဲ့ရှိရမင်္ဂလာပါတော့ဘေးအိတ်လက်မလေးထောင်ပြီးပါတော့တစ်ချက်လေးကြည့်အောင်ကျွန်တော်တို့ဒီမှာဆိုနက်ခရဲအောင်မှာပါဝါလို့ကြားခဲ့လို့ရှိရင်သူကပြကျွန်တော်တို့မှာ၅ဘက်ဒီထွက်တာတွေ့တယ်ဆိုပါစို့ဒါဒီမှာဒီမှာသူ့ရဲ့သဘောတရားတွေကိုကျွန်တော်စရှင်းမယ်၅ဘက်ဒီမပြောက်ဘူး ။နော်ဒီမှာအရှိတီမှာထွက်လာတာနော်။နက်ခိတ်အောင်မှာပါဝါထွက်ရင်ကျွန်တော်ဒီမှာငားလေးထွက်တယ်။ကျွန်တော်မနက်ပိုင်းမနက်ပိုင်းဒီမှာနက်ခိတ်အောင်မှာပါဝါထွက်ပြီးရင်ကျွန်တော်ငားပတိလာတယ်ပေါ့နော်။ဆိုတော့ကျွန်တော်နက်ခိတ်အောင်မှာပါဝါထွက်ပြီးရင်ငားပတိလာ။နက်ခိတ်ကျွန်တော်ဒီမှာအဲ့လိုပဲနက်ခိတ်အောင်မှာပါဝါလို့ထွက်ပြီးရင်ငားပတိလာတယ်။သူကဒီမှာငားကိုဖျောက်ပါပြီ။ဟုတ်ပြီနော်။ဖျောက်ချင်တယ်။နက်ခိတ်အောင်ပါဝါထွက်တယ်ငားပတိမလာဘူး။ဒါငားကိုသူကပျောက်ချင်တယ်ဖျောက်ချင်တယ်သူအချင်းရုပ်တဲ့အပတ်ပေါ့နော်။အချင်းရုပ်တဲ့အပတ်မှာငားပတိမလာဘူး။ တကယ်လို့မှနှက်ခဲ့အောင်ပေါ်ထွက်ခဲ့ငါးပြောက်နေခဲ့လာမယ်ဆိုရင်ကျွန်တော်ဒီတရက်နေ့အတွင်းမှာငါးလာမယ်ပေါ့နော်ငါးပိုင်လာလိမ့်မယ်ဒါကျွန်တော်အမြင်ပေါ့တကယ်လို့သူဖျောက်ကြည့်သူဖျောက်ကြည့်မသူဘလို့ပေးသွားတာလဲဆိုတော့နော်ဘလို့ပေးသွားတာလဲဆိုတော့ကျွန်တော်နှက်ခဲ့အောင်မပါဝါထွက်လို့သူကကျွန်တော်တို့ကျွန်တော်တို့ဒီမှာ၃ည၅တို့ပါတို့ပါဟုတ်သူအဲ့လိုပေးသွားတာမဟုတ်ဘူးနှက်ခဲ့အောင်ပါဝါထွက်ရင်သူအခွေတစ်ခုပေးသွားတာဒီခု1 3ည4 5ဆိုတဲ့အခွေပေါ့နော်1 3ည4 5ဆိုတဲ့အခွေ3ည5လို့ထွက်တယ်ဒီနှက်ခဲ့အောင်မှာပါဝါထွက်တာရဲ့ ရက်သက်မဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတရက်နှစ်ရက်သုံးရက်မြောက်အတွင်းမှာဒီတရက်နှစ်ရက်သုံးရက်မြောက်အတွင်းမှာတစ်တုံညာ၄၅ဆိုတဲ့ခွေတုံညာ၅လို့ထွက်ပေးထားတယ်ကျွန်တော်ဒီမှာလည်းအဲ့ဒီလိုပဲကျွန်တော်နက်ခဲအောင်ပါဝါထွက်တယ်ကွာဒီမှာကြည့်လိုက်ဒီတရက်နှစ်ရက်သုံးရက်အတွင်းမှာတစ်တုံညာ၄၅ခွေလို့ကျွန်တော်တို့တင်၅လို့ထွက်တယ်ပေါ့နော်၃နိုင်ထိုးနေပြီတဲ့၃နိုင်ထိုးတာ၄နိုင်ခွေသေးအောင်မဟုတ်တာအမရေနော်နက်ခဲရအောင်ပါဝါထွက်ခင်ဒီတရက်နှစ်သုံးရက်အတွင်းမှာတစ်တုံညာ၄၅ခွေကျွန်တော်ဒီမှာ၅၅လို့ထွက်တယ်တို့က သူကတောစင်ဇောတခုကဒီတစ်တုံညာ၄ကိုကျွန်တော်ငားနဲ့တွဲထွက်ပြီးတော့သူထွက်တယ်ဒီမှာသူငားကိုဖျောက်ချင်တဲ့အပတ်ဆိုလို့ချင်းတစ်တုံညာ၄ငားကိုဒီ၄တစ်ကြီးထွက်သွားပြီနခဲအောင်မပေါ်တော့ခင်တရရဲ့နေရဲ့သုံးရဲ့အတွင်းမှာတစ်တုံညာ၄ငားကိုရှိနော်ဆိုတော့နခဲအောင်မပေါ်တော့ခင်တရရဲ့နေရဲ့သုံးရဲ့၄ရဲ့အတွင်းမှာတစ်တုံညာ၄ငားသုံးရဲ့အတွင်းမှာတစ်တုံညာ၄ငားခွေနခဲအောင်မပေါ်တော့ခင်တရရဲ့နေရဲ့သုံးရဲ့အတွင်းမှာတစ်တုံညာ၄ငားခွေဒီမှာတရရဲ့နေမထုံနေရဲ့မထုံသုံးရဲ့မထုံတော့သုံးရဲ့မထုံ၄၀ဆိုပြီးတစ်တုံညာ၄ငားခွေထွက်သွားတယ် ဟုတ်ပြီနော် အားလုံးဒီ like ရဲ့သဘောတရားလေးကိုတခြားလေးပြန်ကြည့်ပါကျွန်ပြောမယ်နော်နတ်ခဲရဲ့အောက်မှာ power ထွက်ခဲ့နော်နတ်ခဲရဲ့အောက်မှာကျွန်တော်တို့မနက်ပိုင်းမှာနတ်ခဲညနေပိုင်းမှာ power ဆိုနတ်ခဲအောက်မှာ power ထွက်ခဲ့ရင်ရဲ့300ရွေမှာ1395ခွေနှက်ခဲအောင်ဘောထွက်ခဲ့တရဲ2ရဲ300ရွေမှာ1395ခွေနှက်ခဲအောင်ဘောထွက်ခဲ့တရဲ2ရဲ300ရွေမှာ1395ခွေ နော်ဒီနက်ခဲအောင်မပါဝါထွက်ခင်တရက်၂ရက်၃ရက်တွင်မှ၁၃ည၄ငါအခွေနက်ခဲအောင်မပါဝါထွက်ခင်တရက်၂ရက်၃ရက်တွင်မှ၁၃ည၄ငါအခွေနက်ခဲအောင်မပါဝါထွက်ခင်တရက်၂ရက်၃ရက်တွင်မှဆိုဒီနေ့ညနေစီမနေ့ကတနေ့ကုန်ရင်ဒီ၃စီတရက်၂ရက်ဒီ၃စီ၁၃ည၄ငါအခွေကိုထိုးနော်ကျွန်တော်တို့ကျွန်တော်ပြောပြမယ်ကျွန်တော်က၄ဒိုက်စိုက်တွေကိုတိတ်ပြီးတော့ဟိုဘယ်လိုပြောမလဲဆို၄ဒိုက်စိုက်တွေကဖောက်တာများတယ်အဲ့တော့ကျွန်တော်မွေးကနန်းတွေကိုကျွန်တော်တို့သွားမယ် เนาะကျွန်တော်ပြောပြမယ်ခင်ဗျားတို့ကျွန်တော် YouTube channel ကို subscribe လုပ်ထားပြီတင်ကင်နာနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကိုကျွန်တော်အကုန်လုံးတင်ပေးမယ်ဒါပေမဲ့ပြောတဲ့အတိုင်းတော့ like တို့ခင်ဗျားတို့မရှုံးပြောလို့ပြောမယ်ဆိုအပိုင်ငန်းတော့မဟုတ်ဘူးဗျာဒါပေမဲ့ကျွန်တော် like ကိုကြည့်လို့ခင်ဗျားတို့ရှုံးအရှုံးမရှုံးစရာဘူးလို့တော့ကျွန်တော်မရှုံးမှမဟုတ်ဘူးလို့တော့ကျွန်တော်ဟိုဖြစ်ရဲတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာပေါ့နော်ဟိုကလည်းဖြစ်တဲ့အတွက်ကြောင့်မလို့တူတူဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအနိုင်ရှုံးရှိတယ်ဟုတ်ပြီနော် အရှုံးနဲ့ကိုကနိုင်ရလို့မျက်ကြည်လို့ဆိုရဆိုမယ်ရှုံးနဲ့တိုင်နဲ့ခံနိုင်ရမယ်ကလင်နာတွေရတချို့လေယာဖောက်တာတွေရှိတယ်နော်တစ်တုံညာ၄၅အခွေ အပူးမပါတွေဒေချာမကြည့်တစ်တုံညာ၄၅အခွေဆိုကျွန်တော်အပူးမပါတဲ့ခွေဒီမှာ၅လေးတစ်တုံညာ၄၅အခွေအပူးမပါတဲ့ခွေကျွန်တော်ဒီမှာတစ်တစ်လို့ထွက်ထားရတွေ့လားဒီမှာတွေ့လားခင်ဗျားပြောရတစ်တစ်လို့ထွက်ထားဒီမှာ၄တစ်မထွက်ဘူးလားကိုကြီးရကိုကြီးစိုက်ကိုဒေချာကြည့်ဒီမှာကျွန်တော်တစ်တုံညာ၄၅ခွေကျွန်တော်မှာဒီမှာလေးလေးထွက်တယ်လေးလေးထွက်တယ်ဒီမှာတင်၅လို့ထွက်မထွက်ဘူးလား နော်နက္ခတ်အောင်ပါဒီမှာတစ်တစ်ထွက်တယ်ငင်းငါးကိုလာလိမ့်မယ်သူ့အန်သူလေးနော်ဒါစိုက်ရကျွန်တော်ပြောတယ်ဆိုတော့ကျွန်တော်တို့ကမွေးကနန်းစိုက်တွေကိုကျွန်တော်ကပိုအားတာတယ်ဆိုတော့မွေးကနန်းစိုက်လေးမှာအခုဒါဆိုကျွန်တော်တို့ဒီ၃ဈေးအတွင်းမှာတစ်တုံညာလင်းငါးကိုလိုက်ဆော့ကြည့်မယ်ဗျာကျွန်တော်ပြောချင်တာဒီဒါပောက်သွားရင်ခင်ဗျားတို့ဒီသုံးမှာတစ်ချိန်တစ်ဈေးပေါက်သွားရင်ခင်ဗျားတို့နှစ်နှစ်ရအတွင်းမှာကျွန်တော်တစ်ချိန်ပေါက်သွားပြီတပတ်မှာကျွန်တော်အနည်းလေးနှစ်ချိန်လောက်သုံးချိန်လောက်ပေါက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့မြတ်ပြီလေတော်ပြီနေဈေးတိုင်းပေါက်ချင်ခင်ဗျားနှလုံးညှုံနေမှာပဲ နော်ဈေးတိုင်းဈေးတိုင်းကိုအကိုတို့ဒီနှလုံးတွေကိုထိုးတဲ့ဈေးတိုင်းပေါ့နော်အကိုတို့ထိုးတဲ့ဈေးတိုင်းပေါက်ချင်ပြီဆိုရင်အကွက်များပါတယ်အဲ့ဒါဆိုရင်ကိုတို့လုံးရှုံးနေနော်သူကလည်းနဲ့သူကြားတယ်အဲ့နောက်မှကျွန်တော်ကဒီညက်နေဒီကနန်းကိုကျွန်တော်ပြောချင်တာပြောချင်တာဆိုတော့တတူငါမယ်ဒီတော့အင်္ဂါမတူစိုက်ရအင်္ဂါမကြောတုံးရတွင်းဆိုကျွန်တော်ဗိုလ်တော်ဦးနေတိုးရင်တိုးတတူညာ၄၅ခွေရှိတယ်နော်အမမငါးငါးလေးတစ်ခွက်ကိုပို့ထည့်ထိုးပေါ့နော် ောက်တစ်ခုကသူကဘလို့မြင်တာလဲတစ်ချက်ကြည့်လိုက်ဒီညနေမှာဒီသူကနက်ခတ်အောင်မှာပါပဲဒါမှကျွန်တော်နေနေပြောချင်တာကျွန်တော်ဒီမှာနက်ခတ်မနက်ပိုင်းမှာကြာဘုံနေ့မနက်ပိုင်းနက်ခတ်ကြာသွင်းနေ့မနက်ပိုင်းမှာပါပါနက်ခတ်အောင်ပါထွက်တယ်ဒီညနေမှာထွက်ခဲ့တယ်ဒီရှစ်လေးဒီကြီးကွာဒီရှစ်လေးဒီဝမ်းကြီးနော်ကျွန်တော်ဒီမှာလည်းအဲ့ဒီလိုပဲကျွန်တော်တို့ဘုဒ္ဓဦးနေ့မနက်ပိုင်းမှာနက်ခတ်ကြာသွင်းနေ့မနက်ပိုင်းမှာပါပါဒီနှစ်သုံးဒီဝမ်းကြီးအခုဘုဒ္ဓဦးနေ့မနက် နောက်ခစသမနဝပါပါဒီဒီဝမ်းကြီးတတတဝမ်းကြီးပေါ့နော်တတဆိုတတ6လည်းယူလို့ရတာပေါ့နော်တတ6လည်းယူလို့ရတာပေါ့အဲ့တော့နက်ကမလို့ဒေးဒီဝမ်းကြီးဒီဒီနှလုံးပေါင်းခြင်းနက်ခဲအောင်ပါတော့ထလို့ဒီ၈လေးဝန်းကျင်းပေါ့နော်ဒီ၈လေးဒီဒီနှလုံးပေါင်းခြင်းနှစ် နှစ်ကွန်ပရိတ်နေပြီဒီ၈၄ဝန်းကျင်ကိုဒီနှလုံးပေါင်းချင်းနှစ်ကွန်ပရိတ်နေပြီ၄၃လို့ထွက်တယ်နော်ဘေးကလိုက်လက်မလေးတေချာကြည့်ပါကျွန်တော်ကျွန်တော်ကမိတ်ဆွေတို့ကိုအပိုင်ကနန်းဒီဝယ်ကနန်းနေပြနေရလဲမဟုတ်ဘူးအစင်ပြေရဲ့ဘယ်လိုပြောမလဲဆိုတော့ကလင်နာဆိုင်တည်တံအောင်ပြနေတဲ့အတွက်ကြောင့်မို့တကယ်ကတေချာလေးအာယုံဆိုင်ပြီးကြည့်ပြီပါနော်နှက်ကအောင်မပေါ်ပေါ်ထွက်တယ်ဒီနှစ်၃ဝန်းကျင်ဒီနှလုံးပေါင်းချင်း၆၃ပရိတ်နေပြီ ဒီလုံးပေါင်း sorry 6ခုပြိတ်နေပြီဒီမှာ6ခုပြိတ်ဈေးနေဒီ1 3ဝန်းကျင်ကို6ခုပြိတ်6 3ကို6 3လို့အခုကျွန်တော်ဒီမှာဆိုရင်နှက်ခတ်အောင်မပါပါတဲ့ဒီ1 1ဒီအဲ့ဆိုဒီမှာဒီနှလုံးပေါင်းကျင်1 6ပြိတ်နေပြီ10စက္ကန့်ကအဲ့ဒါခင်ဗျားတို့ကိုကျွန်တော်ပြောချင်တာ site တွေကဆက်ဆက်မှုတွေညီမြမှုတွေရှိတယ်ရှင်းတော်မိတ်ဆွေတို့ရဲ့ဆက်ဆက်မှုဆက်ဆက်ညီမြမှုတွေရှိတယ်ဆက်ဆက်ညီမြမှုတွေရှိကြတော့ကြောင့်မလို့ site ကိုတိကျကြည့်လို့ပြောတယ်အဲ့တော့ဒီမှာကျွန်တော်တို့မွေးကနေအခွေเนาะကျွန်တော်စရေးပြီเนาะ မွေးအခွေတေ3 4 5အခွေရှိတယ်။နော်ဒါစိုက်ရဆိုကျွန်တော်အင်္ဂါမကြော်ဘူး။ကျွန်တော်ကနည်းနည်းလေးပို့ပြောမယ်ဗုဒ္ဓဟူးမကြော်တေ3 4 5အခွေရှိတယ်လို့ပြောလိုက်မယ်။မှုံွားနေတယ်အဲ့ဒါကြောင့်မို့လို့ငါလူတွေထွက်ကုန်တာလားမသိဘူး။လမ်းရမကောင်းရင်မကောင်းပြောပါဗျာ။မဝါဘူးဗျာ တတုံညာ၄၅အခွေရှိရေနော်ဟို line 1နေ1နေပြောနော်ကျွန်တော်နော်အာမနာနေအဲ့တော့ဒီတောက်ကြညက်နေမှာတတုံညာ၄၅ရှိခွေရှိတယ်တောက်ကြညက်ကျွန်တော်တို့30နဲ့တင်ငါအာရောက်ထုတ်ပေါ့နော်30တင်ငါတောက်ကြညက်နေမှာ sorry တောက်ကြညက်ဒီတနေ့နာညက်နေမှာပြောနေနေတယ်30တင်ငါ60အာ65အဲ့ဒါလေးနော် sorry ဒီ တစ်စက်တစ်ပိုင်နဲ့၃ညာကဘယ်လိုတစ်ချောက်ပဲရှိတာဟုတ်အဲ့အတွက်တစ်၃ညာ၄ငါခွေလည်းရှိကြအတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီတစ်စက်နဲ့တစ်ငါကတော့ကျွန်တော်ပိုတင်ထိုးပေါ့နော်ဒါပေမဲ့သူတစ်လို့တစ်ကပါဝါ6လို့ရိုက်သွားမှာဆိုဒီ60နဲ့6ငါကလည်းနည်းတော့လိုက်ရန်ထိုးပေါ့နော်အဲ့အတွက်မန်ဒေးညနေမှာတစ်စက်တင်က66ငါနော်အခွေးဝင်တစ်ငါအခွေးကဲအားလဲဒီတစ်၃ညာ၄ငါခွေက ဒီမှာเนาะကျွန်တော်ပြန်ပြပေးမယ်ခုမှဝင်လာတဲ့အကိုအိုက်လည်းရှိလို့ကျွန်တော်မွေးစစ်မွေးစစ်ခြင်းနဲ့ဒီ၃စင်းပါเนาะဒီမှာတစ်ချက်ကြည့်လိုက်เนาะဒီမှာတေချာတက်เนาะ net comma power တရက်၂ရက်၃ဒီမှာဒီမှာ၃ည၅ငါးလေးတုံည၄ငါးထုတ်တေချာပြန်ကြည့်เนาะခင်ဗျားတို့ပတ်စံနဲ့ထိုးရမှာဂျန်ထိုးလို့မရအောင် net comma power ထွက်တယ်ဒီမှာမထွက်ဘူးတွေ့တာတုံည၄ငါးဒီမှာလည်းမထွက်ဘူးတွေ့လားဒီမှာကြည့်လိုက်တုံည၄ငါးကို၃ရက်မြောက်နေမှာထွက်တယ်၁၅ခွန်၅ထွက်တယ်တွေ့လားเนาะ ုတ်9ခု9ထွက်တယ်ဟုတ်ပြီနော်ဆိုဒီမှာနတ်ခဲရအောင်မှာပါပါတစ်တုံညာလေးကဒီမှာမထွက်ဘူးဒီမှာငန်းငန်းလို့ထွက်တယ်မဟုတ်ဘူးမဆိုင်ဘူးဒီမှာတရက်နဲ့ရသုံးရဒီမှာဒီနောက်ဆုံးချင်းတွေမှာထွက်သွားတာလေးတစ်ဆိုပြီးတော့တွေ့လားမသိဘူးနော်နတ်ခဲရအောင်မှာပါပါထွက်တယ်ကျွန်တော်ဒီမှာလည်းအဲ့ဒီလိုပဲတစ်တုံညာလေး9ခွေ19ဟုတ်ပြီနော်ဒီမှာနှက်ခဲအောင်ဟောတယ်ဒီမှာမထုတ်ဒီမှာမထုတ်ဒီမှာတော့၅ဘန်ပြောတယ်ဒီမှာ၄၀ဟိုနှက်ကောင်ဒီဒီဈေးနဲ့ ဒီဒီဈေးကိုကျွန်တော်တို့ဟောပြောမမြင်ရဟုတ်လားတစ်တုံညာလေးမမြင်ရလေဒီနေ့တော့ထားလိုက်တော့เนาะလိုင်းကတိတ်ဝမ်ဖိုင်လိုင်းတိတ်မကောင်းလို့ဖြစ်မယ်တစ်တုံညာ၄ငါးအခွေရှိတယ်ညနေ၁၀တင်ငါး၆၆ငါးအဲ့လေးပဲပေးထားတယ်ညနေเนาะအားလုံးကဲပေါက်ကြပါစီဗျာเนาะလိုင်းဝါသွားရတော့တောင်းမှန်နေเนาะအားလုံးပေါက်ကြပါစီအစီအမေကြပါစီဗျာเนาะသာသာပါမိတ်ဆွေများတစ်တုံညာ၄ငါးအခွေဒီညနေရဲ့အင်္ဂါတနေကုန်ရဲ့ဗုဒ္ဓဟူးမကျော်အခွေဗျာ ဗိုလ်တော်ဦးမကျော်တက်တော့ည၄၅ခွေလိုမမတာလဲအဲ့ဒါမွေးထိုးဟုတ်ပြီနော်နောက်ပြီးလို့ရှိရင်မန်ဒီညနေ၂၀တင်းကမန်ဒီညနေမှာ၁၀တင်းက main တင်လို့၆၀ထောင်ကနည်းနည်းရန်တို့နော်အားလုံးသက်သာပါဗျအားလုံးကံကောင်းကြပါစေနော်